အစ္စရေးနဲ့အီရန်ကြားဆေးရပြည်ပကတွေစတင်လာတာတပတ်ပြည့်မြောက်သွားပြီဖြစ်ပြီးတိုက်ခိုက်မှုတွေကတော့အရှိန်မပြတ်ဆက်လက်ဖြစ်ပွားနေပါတယ်။ဂျွန်လ19ရက်မနက်ပိုင်းမှာအစ္စရေးစစ်တပ် IDF ကအီရန်ပိုင်နက်တဲ့စစ်စင်ရေးတွေဆက်လက်ဆင်နွှဲနေတယ်လို့ကြေညာခဲ့ပါတယ်။အလားတူအီရန်ဘက်ကတုတ်ပြန်ပြစ်လွှတ်လိုက်တဲ့ drone တွေကိုလည်းအစ္စရေးလေကြောင်းကာကွယ်ရေးစနစ်တွေကအကြမ်းဖက်ဟန်တားနေရပါတယ်။ IDF ကအီရန်ရဲ့မြို့တော်တီဟီယန်အပါအဝင်တခြားသောစစ်ရေးပြစ်မှတ်နေရာတွေမှာ တိုက်ခိုက်မှုတွေတတုပ်ပြီးတတော်အကောင့်ထဲပေါ်နေတယ်လို့လူမှုကွန်ရက်မီဒီယာကနေကြေညာခဲ့ပါတယ်။ဒါပေမဲ့ဘယ်နေရာတွေကိုပြစ်မှတ်ထားသလဲဆိုတာကိုတော့အသေးစိတ်မထုတ်ပြန်ပါဘူး။ဒီအတော့တွင် IDF ဟာအီရန်ရဲ့ Arak နဲ့ခန္ဓာမျိုးတွေနားကစီအေမဟာဗျူဟာဌာနတွေနားမှာနေထိုင်တဲ့ဒေသခံတွေအားလုံးကိုအရေးပေါ်ရှေ့ပြောင်းကြဖို့တတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ IDF ဟာတီဟီယာမှာလည်းအလားတူတတိပေးထားတဲ့နောက်မျိုးကန်တွေအများပြားဟာ မျိုးကိုစုံခွာပြီးတင်းရှောင်နေကြရပါတယ်။အစ္စရေးရဲ့အဲ့ဒီကြေညာချက်မတိုင်ခင်မှာတော့အီရန်ရဲ့ drone တွေကအစ္စရေးလေပိုင်နက်ကိုချင်းချောက်ဝင်ရောက်ခဲ့တာကြောင့်ပြစ်ချခဲ့ရတယ်လို့သိရပါတယ်။ IDF ဟာနိုင်ငံမြောက်ပိုင်းလေပိုင်နက်ထဲရန်သူရဲ့ချင်းချောက်မှုတွေရှိလာတာကြောင့်လေကြောင်းအန်ဒီရဲ့တတိပေးကြေညာချက်တွေလည်းထုတ်ပြန်ခဲ့ရပါတယ်။ American သမ္မတ Donald Trump ဟာမဟာမိတ်အစ္စရေးဘက်ကပါဝင်ကူညီပြီးအီရန်နျူကလ িয়ার ပစ်မှတ်တွေကိုချိန်မုံတိုက်ခိုက်ဖို့ အမေရိကန်စစ်တပ်ကိုညွှန်ကြားပွဲရှိနေကြောင်းသတင်းတွေထွက်ပေါ်နေတဲ့အချိန်မှာပဲအီရန်နဲ့အစ္စရေးကြားကတိုက်ခိုက်မှုတွေကဆက်လက်အရှိန်မြင့်တက်နေတာပါအစ္စရေးဟာဂျော်လာ73ရက်နေ့မနက်အစောပိုင်းကအီရန်ရဲ့နျူကလ িয়ার ဆိုင်ရာအဆောက်အုံတွေစစ်ကမ်းတွေကိုလေကြောင်းတိုက်ခိုက်မှုတွေစတင်ပြုလုပ်ခဲ့ပြီးအီရန်ကလည်းအစ္စရေးမျိုးတွေကိုဒုံးကျည်တွေ drone တွေနဲ့နေစဉ်ရက်ဆက်လက်တော့ပြန်ပစ်ခတ်ခဲ့ပါတယ်လက်ရှိအချိန်ထိနှစ်နိုင်ငံစလုံးကနောက်ဆုံးထုတ်ပြန်ထားတဲ့စီးရင်တွေအရအပြန်အလှန်လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အီရန်ဘက်က224ဦးသေဆုံးခဲ့ပြီးအစ္စရေးမှာတော့အသေးအပြောက်24ဦးရှိနေကြောင်းသိရပါတယ်ရှင်